အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Cartoon ပုံမြင် Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်တွေကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့လောဘကြီးတဲ့နှုတ်ခဲတဲ့ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါအကိုကြီးအကိုကျွန်တော်ကို2ကီလိုထည့်ပေးပါဦးခဏနေပါအောင်ကွာမင်းရလေတန်းစီလေးအားလုံးလည်းတန်းစီနေကြတာပဲမဟုတ်ဘူးလားမင်းအမြင်နဲ့နောက်ဆုံးမှလာပြီးတော့အရင်ဆုံးလုံးကျင်နေနော် အကိုကြီးအကိုကျွန်တော်တို့တန်းစီနေရတော်လေးကိုကြားနေပြီကျွန်တော်တို့ကိုလည်းပေးပါအောင်ခဏနေအောင်ဒီပုံစံအတိုင်းတန်းစီနေမယ်ဆိုရင်တော့ကျွန်တော်အလှရောက်တဲ့အခါကျရင်နို့ငယ်တွေအားလုံးကုံသွားမလားမသိဘူးဒါဆိုလို့ရှင်လေပထမတည်းကအစောကြီးတာပေါ့အစောကြီးလာမှမင်းရမှာလीခဏလေးနေကြပါအောင်ဗျာခဏလေးနေကြပါအောင်ဘာဖြစ်လို့ရံဖြစ်နေကြတာလဲရံမဖြစ်ကြပါနဲ့အားလုံးပဲရပါမယ်နော်တိတ်ချာလေးတော့တန်းစီထားကြပါ ဒီလိုနဲ့ပဲနှုတ်ခဲတဲ့ကအားလုံးကိုနှုတ်ခဲရီခွဲရောက်ပေးခဲ့ပါရီကြီးနေကြီးနေညနေတောင်စောင်းနေခဲ့ပါပြီကကြိုသားတို့အိမ်ရှိမှာနေစိန်တိုင်းလူတွေကတော့စွစွရုံရုံပါပဲသူကအိမ်မှာနွားငါးကောင်မွေးချပါရီနွားတို့တွေကိုထုတ်ယူပြီးနောက်မှာတော့တန့်ရှင်နဲ့နှုတ်ခဲရီကိုရောင်းချပေးပါရီသူရဲ့အမျိုးသမီးဖြစ်သူရှကွန်တလားကိုတိုင်းကလည်းနွားတွေကိုတေးချကယူတဆိုင်ဆောက်ရှောက်ပေးပါရီနှစ်ယောက်သားကလည်းနှုတ်ခဲရီအားလုံးရောင်းချလုပ်ပြီးသွားခဲ့တဲ့အခါမှာတော့ တို့နွားရီနားထိုင်နေခဲ့ကြတာပေါ့ကြည့်ပါရှင်ကျမတို့ရဲ့နွားရီကအရန်လှပလွန်တာပဲနော်တရွာလုံးမှာရှိတဲ့နွားရီတွေမှာကျမတို့နွားရီကအလှပဆုံးပဲတိလားမင်းကနွားရီကိုဒီလောက်ကြောင်မှစောက်ရှောက်ပေးရပဲမလှပဲနေပါမလားနှစ်ယောက်သာစကားပြောဆိုနေကြတဲ့အချိန်မှာပဲတို့စီကိုဝဲတို့တအူရောက်လာခဲ့ပါရဲ့ဦးလေးရေကျွန်တော်ကမြို့ပေါ်ကနေပြီးတော့လာခဲ့ရပါဦးလေးတို့ဒီမှာအရန်ကိုကောင်းမွန်တဲ့နှုတ်ငယ်တွေရောင်းနေလို့ကျွန်တော်ကြားထားလို့လေ ဟုတ်ပါတယ်ဟုတ်ပါတယ်ဒီမှာလေဒါကတော့ကျွန်တော်ရဲ့နှွားတွေပါအားလုံးဒီအရှိမပဲထားထားရတယ်ကြည့်လိုက်ပါဦးဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါတယ်ကောင်းပါတယ်ဒါနဲ့ကျွန်တော်노ခဲ9ကီလိုလို့ချင်တော့ပါဩကောင်းလေးရဲ့ဒီအချိန်ရေဆိုလို့ရှင်တော့ငိုင်းလို့ခဲရီအားလုံးကကုံသွားပြီညနေလဲစောင်းနေပြီဆိုတော့အားလုံးကဝယ်ပြီးတော့ပြန်သွားကြပြီလေကျွန်တော်အဝေးကြီးကနေလာခဲ့ရတာဗျအဲ့ဒီအတွက်တော့ကျွန်တော်လည်းစိတ်မကောင်းပါဘူး ကျွန်တော်ရေနွားရေစီကနေနွားတို့အတင်းအကျပ်ထုတ်ယူပြီးတော့လေကျွန်တော်နှုတ်ငယ်လုတ်ပေးလို့မရဘူးလေဗျာဟုတ်ပြီလေဒါဆိုရင်တော့ကျွန်တော်ဒီအနီးနောက်မှာရှိတဲ့တဲခုတ်ကန်တခုတ်ခုတ်မှာပဲသွားပြီးတဲလိုက်တော့မယ်မနှက်ပြန်ကြလို့ရှင်တော့ကျွန်တော်နှုတ်ငယ်ရမယ်မဟုတ်လားဟုတ်ကဲ့ဟုတ်ကဲ့ရပါတယ်မနှက်ပြန်ကြရင်တော့လာယူလိုက်ပါနော်ဒီလိုနဲ့ပဲဝဲသူကပြန်သွားခဲ့ပြီးလင်မယားနှစ်ယောက်လုံးကလည်းအိမ်တဲကိုဝင်လာခဲ့ပါတယ်အိမ်တဲမှာသူတို့သားလေးရှိနေခဲ့ပြီးသူတို့သားလေးကအရန်ဝမ်းသာပျော်ရွှင်နေပါတယ် ဘယ်လိုဖြစ်တာလဲတာရင်နေကိုကြည်ရတာအရန်ကဝမ်းတာပြောရွှင်နေရဲ့ပုံပဲအဖေနဲ့အမေကျွန်တော်ဒီတစ်ခေါက်အဆင့်ကောင်းကောင်းနဲ့ဆောင်ပွဲအောင်မြင်ခဲ့တယ်တီလားအလောက်ထိအဆင့်ကောင်းကောင်းလေးရှားလိမ့်မယ်လို့ကျွန်တော်လုံးဝမထင်ရှားခဲ့ဘူး။ကောင်းတယ်ကောင်းတယ်ဒါအရန်ကိုဝမ်းတာပြောရွှင်စရာကောင်းတဲ့ကိစ္စပဲ။မနှက်ပြန်ပဲဖုန်းတော်ကြီးကိုခေါ်ပြီးကောင်းမွန်တဲ့မိန်းကလေးတယောက်လိုက်ရှာမယ်။ပြီးရင်တော့မင်းကိုလက်ထပ်ပေးလိုက်တော့မယ်ကွာ။ဒါဆိုလို့ရှင်တော့ငါတို့လည်းမင်းလက်ထဲကနေလွတ်လပ်ပြီပေါ့။အကြီးကိုရိုင်းလည်းဝမ်းတာပြောရွှင်သွားပါရဲ့။ နောက်နေ့မှာတော့ဖခင်ဖြစ်သူကရောမရှိတဲ့ဖုံတော်ကြီးနဲ့သူ့သားလေးရဲ့မင်္ဂလာကိစ္စစကားဆာမီပြောခဲ့ပါတယ်။ခဏနေတော့မျိုးပေါ်ကနေသူ့စီမမနေရတော့ကနှုတ်ခေလာဝဲတဲ့ဖောက်တဲ့ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ကဲကဲကဲသားလေးရေဒီမှာဒီဝဲသူကိုမင်းနှုတ်ခေ9ကီလိုထုတ်ပေးလိုက်ပါအောင်ကွာ။ငါဒီဘက်မှာအရေးကြီးတဲ့စကားပြောစရာရှိလို့ပြောလိုက်အောင်မယ်။အကြီးကလည်းအမြန်ဆုံးနှုတ်ခဲ9ကီလိုထုတ်ပေးခဲ့တဲ့အချိန်မှာသူရဲ့ဖခင်ဖြစ်သူကတော့ဖုန်းတော်ကြီးနဲ့စကားပြောနေခဲ့ပါရဲ့ နောက်ထပ်ရဲ့အနေနဲ့ကြာမြင့်သွားခဲ့တဲ့အခါမှာဖုန်းတော်ကြီးကလည်းကောင်းမွန်တဲ့မင်းကလေးတယောက်လိုက်ရှာပြီးပြပေးခဲ့ပါတယ်။အကြီးကလည်းမင်းကလေးကိုသဘောကျနှစ်သားသွားခဲ့တဲ့အတော့တလားအတွင်းမှာပဲသူတို့လက်ထပ်ခဲ့ကြပါတယ်။မင်္ဂလာဆောင်ပြီးသူတို့သမီးလေးပထမဦးဆုံးရောက်ရှိလာခဲ့တဲ့အခါမှာတော့အကြီးရဲ့ရှေ့အိမ်ကနွားနို့အနက်အမြင်ရနေရနော်။အင်းဟုတ်တယ်လေဒါပေါ့ငါတို့အိမ်ကနို့ကဲလှောက်ရှောင်းတဲ့အိမ်ပဲ။နောက်နေ့မနက်သူတို့သမီးအသေးဆက်ဆက်လေးအိယာကနိုးလာတဲ့အချိန်မှာတွေ့ခဲ့ရတာက အိမ်မှာလူတွေအများကြီးရှိနေခဲ့ပါတယ်။သူရဲ့အိမ်အရှိမှာလူတွေက တန်းစီပြီးနှုတ်ငယ်ဝဲယူနေခဲ့ကြတာပါ။ဒါနဲ့ရှင်ရဲ့မိဘတွေကအလုပ်ကိုကိုယ်တိုင်လုပ်ကြတာလား။ရှင်ကိုယ်တိုင်ကြတော့ဘာမှဝိုင်းကူပြီးတော့မလုပ်ပေးဘူးလား။အဲ့လိုတော့လည်းမဟုတ်ပါဘူး။ငါလည်းတစ်ခါတလေကြောက်လို့ရှင်တော့သူတို့ကဝိုင်းကူညီလောက်ကင်ပေးပါရည်။တကယ်ဆိုလို့ရှင်တော့ရှင်အနေနဲ့အိမ်ရဲ့စီပွားရေးကိုကိုယ်တိုင်လုပ်တဲ့နေနော်။ဒါနဲ့ကျမစီမှာနီလန်တစ်ခုရှိရဲ့တီလား။ဒီလုံခန်းနဲ့ကျမတို့အရန်ကိုချမ်းသာလာနိုင်တယ်။ ဟုတ်လားဒီလုံခန်းနဲ့ချမ်းသာလာနိုင်တယ်အတော်လေးကိုထူးဆန်းတာပဲဘလို့မျိုးချမ်းသာလာနိုင်ကြလဲပြောပြအောင်လေဩရှင်းရလဲရှင်အခုခက်ကဘာခက်လဲဒီလောက်ကြောင့်မှကြိုးကြနေရပဲကျမတို့အနေနဲ့နွားနိုးနဲ့ပဲရှားတဲ့နှုတ်ငယ်တွေကိုရောင်းချစရာမလိုတော့ပါဘူးကျမတို့နှုံမုံနဲ့ရေနဲ့ကမီကယ်ပစ္စည်းတွေအများကြီးရောထည့်ပြီးတော့နှုတ်ငယ်တွေလုံလို့ရတယ်ကျမတို့နွားနိုးတွေအများကြီးသုံးစရာလည်းမလိုတော့ဘူး နွားတို့အတူကနွားတွေကိုကြွေးရောက်မွေးရစောင့်ရှောက်ရတာဘလောက်ကြောင့်မှပတ်စံကုန်ချိန်ကုန်လိုက်တလေကျမတို့အရင်နဲ့အမျက်မများရအောင်လုပ်ကြတာပေါ့ကောင်းနဲ့ကောင်းနဲ့စိုးတော်လည်းမစိုးပါဘူးမင်းပြောတဲ့အစီအစဉ်ကိုငါကတော့ကြိုက်တယ်ဒီနေ့ပဲငါအဖေနဲ့ဒီအကြောင်းတွေစကားပြောကြည့်မယ်ညနေခင်းအလုပ်တွေအားလုံးပြီးသွားခဲ့တဲ့အခါမှာအကြီးကလည်းသူ့အဖေရဲ့နွားတင်းကုတ်ထဲကိုသွားပြီးနောက်မှာတော့စကားပြောလိုက်ပါတယ်အဖေ အခုဆိုရင်တော့ကျွန်တော်လက်ထပ်လိုက်ပြီးတာဝန်တွေဝတ်တရားတွေကကျွန်တော်ခေါင်းပေါ်မှာရှိနေတယ်ဆိုပြီးတော့ပဲမှတ်ထားလိုက်ပါတော့အဖေကအေးအေးဆေးဆေးအနားယူပြီးရောနေတော့လေကျွန်တော်ကိုယ်တိုင်ဒီစီးပွားရေးလုပ်ငန်းတွေအားလုံးကိုဦးဆောင်မယ်ကျွန်တော်ဒီစီးပွားရေးကိုဘယ်ကနေဘယ်အထိတိုးတက်သွားအောင်လုပ်မလဲဆိုတော့ကိုလည်းအဖေစောင့်ကြည့်နေပါအဖေနှစ်ပေါင်းများစွာအရင်ကတည်းကဒီအလုပ်ကိုလုပ်နေခဲ့တာဘာမှအလောက်ထိထူးခြားတာလည်းမဟုတ်တယ်လို့မျိုးကျွန်တော်တို့ချမ်းသာလာတာလည်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကလောင်အနေငယ်အတွင်မှာပဲချမ်းသာသွားအောင်လို့လုပ်ပြမယ် ကြည့်ပါအောင်ကွာရုတ်တရက်ကြီးဒီလိုအတွေးခေါ်တွေကဘယ်ကနေဘလို့ဝင်လာခဲ့ရလဲမင်းတယောက်တည်းစဉ်းစားပြီးဒီအတွေးခေါ်တွေခေါင်းထဲဝင်လာတာကတော့လုံးဝကိုမဖြစ်နိုင်ဘူးအရင်ကတော့မင်းကငါ့ရဲ့စီးပွားရေးအခြေအနေကိုမကြိုက်ပါဘူးဒီစီးပွားရေးကအလောက်ထိမကောင်းတဲ့အလို့ဆိုပြီးတော့ပဲမင်းအမြင်တိုင်းတွေးထင်နေခဲ့ရမှာမဟုတ်လားဒီအလို့ကိုကြည့်ပါကြည့်ပါဆိုပြီးတော့ငါမျိုးအမြင်ပြောနေခဲ့ပေမဲ့မင်းဘယ်တော့ကမှစိတ်မဝင်စားခဲ့ဘူးလေအခုရုတ်တရက်ကြီးမင်းကငါ့ရဲ့လုံခြုံကိုတော်တော်လေးစိတ်ပါဝင်စားသွားတယ်ပေါ့ မင်းကိုဒီအကြောင်းနေဘဲသူကနားသွင်းပေးနေရလဲနောက်အနေငယ်အတွင်းမှာမင်းကချမ်းသာတဲ့တထေးကြီးဖြစ်အောင်လုံမယ်ရေပါရီလာပြီးပြောနေတယ်ဖခင်ဖြစ်သူကတော့သူ့သားလေးကိုအယုံကြည်မရှိတဲ့အတွက်စီးပွားရေးလုပ်ငန်းကိုဆွဲပြောင်းပေးခဲ့ပါဘူးအခုလိုနေဖြစ်ဖြစ်နေခဲ့တဲ့အချိန်မှာသူ့ရဲ့မိန်းမကတော်တော်လေးဒေါသထွက်သွားခဲ့ပါတယ်သူတို့နှစ်ယောက်ကတော့မိဘတွေကိုဘေးကနေဝိုင်းဝန်းအကူအညီပေးအောင်ကလွယ်လို့တခြားဘာအလုပ်မှလုပ်စရာမရှိခဲ့ပါဘူးတကယ်မှာတော့ ကဲသားလေးရေငါနဲ့မင်းအမေနှစ်ပတ်လောက်အပြင်သွားလိုက်အောင်မယ်ကွာငါရောက်ဖာနေမကောင်းဘူးဆိုပြီးတော့စတွယ်လာတယ်လေဘလို့မဆိုသူ့ကိုသွားကြည့်ဖို့အတွက်ငါတို့သွားမှဖြစ်မယ်အိမ်မှာရှိတဲ့အလုပ်တွေအလုံးကိုတေချာလုပ်ကြတာပြီးတော့နွားရီကိုလည်းတတိကျကျကယူဆိုင်ပေးလိုက်အောင်နော်ဒါနဲ့ချွေးမလေးရေနို့ငယ်လာဝဲတဲ့သူတွေအလုံးကိုလည်းကောင်းကောင်းဆက်ဆံရမယ်နော်နို့ငယ်ကိုလည်းအလေးချိန်ပြပြလေးချိန်ပြီးတော့ပေးလိုက်ဟုတ်ကဲ့ဟုတ်ကဲ့ရပါတယ်အမေရဲ့ဘာမှလည်းအရန်ကြီးစွန့်ရပူပတ်မနေပါနဲ့ ကျမတို့နှစ်ယောက်အဆင်ပြေတယ်လို့မျိုးလှုပ်ပေးလိုက်ပါမယ်ကျမတို့ရှိရပဲအမေရဲ့အကိုကဒါအေးစစဲကြည့်ပြီးတော့ပြလာခဲ့ကြပါနော်ဒီလိုနဲ့မိဘတွေကလည်းခရီးထွက်သွားခဲ့ကြပါရီဒီအချိန်မှာဆူလီတာနဲ့အခြေတို့နှစ်ယောက်လုံးကလည်းအကြံစီတွေကိုစတင်ကြံစီခဲ့ကြပါရီကဲကျမပြောတဲ့စကားတွေကိုရှင်းကိုနားချောင်းအခုဘလို့မဆိုကျမတို့ကိုတားမဲ့သူဘယ်သူမှလည်းရှိတာမဟုတ်တော့ဘူးဆိုတော့အိမ်မှာရှိတဲ့လူအား၅កောင်လုံးကိုကျမတို့ရောင်းစားပြစ်ကြတာပေါ့ ပြီးတော့ဈေးထဲကနေကျမပြောတဲ့ကမီကယ်ပစ္စည်းတွေကိုဝယ်လာခဲ့လိုက်။အဖေနဲ့အမေအိမ်ကိုပြန်လာတဲ့အချိန်ထိလောက်ဆိုရင်တော့ကျမတို့အရန်ကိုချမ်းသာကြွယ်ဝနေလောက်ပြီးတည်လား။ကောင်းတယ်ကောင်းတယ်။ငါလည်းအဲ့ဒါကိုပဲစဉ်းစားနေတာငါကိုယ်တိုင်လည်းဒီနွားတွေကိုတွားရှောင်းလိုက်တော့မယ်။ရောက်မို့ချုပ်တဲ့အချိန်ထိအကြီးကသူ့ရဲ့နွားငါးကောင်လုံးကိုရောင်းချပြီးနောက်မှာတော့သူ့မိမောင်မှားလိုက်တဲ့ပစ္စည်းတွေကိုဝယ်လာခဲ့လိုက်ပါရဲ့။ဒီနောက်မှာတော့နှစ်ယောက်သားအတူတူနှုတ်ခဲ့ပြီးအများကြီးကိုလည်းလုပ်ခဲ့ကြပါရဲ့။ ကဲတွေ့ရမလားကျမတို့အခုအလုပ်လုပ်ရတာဘလောက်တောင်မှအဆင်ပြေလိုက်လဲနွားတွေကိုကြွေးရမွေးရပြုစုရရေချိုးပေးရတန်ရှင်းလုပ်ပေးရနဲ့အချိန်တွေအရန်ကုန်နေခုဆိုကြည်စမ်းဘာမှလုပ်စရာတော့မလိုဘူးဒါနဲ့နားထောင်မအောင်ကျမစီမှာနောက်ထပ်အစီအစဉ်တစ်ခုရှိသေးရဲ့ဒီလားအဲ့ဒီနီလန်းကိုအတုံးပြုမယ်ဆိုရင်တော့ကျမတို့ဒီထပ်ပို့ပြီးအမြန်တထေးဖြစ်လာကြလိမ့်မယ်ကဲပြောပြောပြောအမြန်ပြောစမှာကွာဘာတွေကိုဒီလောက်တောင်မှစောင့်ဆိုင်နေရလဲနောက်ပြန်ကြရင်တော့ငါတို့အစောကြီးထပ်ပြီးဒီနို့ကယ်တွေကိုလည်းရောင်းရအောင်မယ်လေ ရှင်ကလည်းဘလို့ဖြစ်နေရလဲကျမပြောမှာပေါ့ကျမရဲ့အစီအစဉ်ကိုလည်းအရင်ဆုံးနားထောင်စမ်းပါအောင်ကျမတို့နှုတ်ခဲတွေအားလုံးကိုဈေးလျှော့ပြီးတော့ရောင်းကြမယ်ကျမတို့ရက်ကွက်ထင်မှာရှိတဲ့တခြားသူတွေအကုန်လုံးထက်ကျမတို့ဈေးလျှော့ပြီးရောင်းမယ်ဆိုရင်တော့အားလုံးကလည်းကျမတို့စီကနေပြီးတော့ပဲနှုတ်ခဲလာဝဲကြမှာပြီးတော့ကျမတို့အခုလိုဈေးလျှော့ရောင်းလို့ဘာမှလည်းအလောက်ထိဆုံးရှုံးနေတာတော့မှမဟုတ်ဘူးလေဘယ်လိုမဆိုကျမတို့နှုတ်ခဲလှုပ်ထားတာကတိတ်ပြီးတော့အရင်မှမဆိုင်ရတာဒီလိုနဲ့သူတို့ကဈေးလျှော့ရောင်းခဲ့ကြပါတယ် လူတွေကအခုဆိုရင်တော့သူတို့ရဲ့အိမ်ရှိမှပို့ပြီးတော့တန်းစီလာခဲ့ကြပါတယ်။အရင်တော့ကမွေတဲ့သူတွေကတော့သူတို့ရှိကနေလာဝဲယူနေခဲ့ကြပါပြီ။စိတ်တက်တာနဲ့ရနေတဲ့နိုကယ်တွေကိုအားလုံးကလည်းသဘောကျနေခဲ့ကြတာပေါ့။ဒီလိုနဲ့နှစ်ယောက်သားပတ်စံတွေအများကြီးရှာနိုင်သွားပါတယ်။ကျွာသူရွာသားတွေအားလုံးကနေစဉ်နေတိုင်းနှုတ်ခဲဟင်းတွေကိုတာချက်စားကြပါတော့တယ်။တခြားဟင်းဒီဟင်းရွာတွေထက်ဆိုင်နှုတ်ခဲကပိုပြီးတတလုံးနေခဲ့တဲ့အကျွမ်းသူတို့စားရတာအဆင်ပြေလုံးနေလို့ပါ။ ကဲမိမရေမင်းရဲ့အစီအစဉ်ကအတော်လေးအဆင်ပြေတယ်ဒီပုံစံအတိုင်းဆိုရင်တော့ငါတို့တိတ်မကြခင်ချမ်းသာတော့မှာဒါပေါ့ရှင်ဒါပေါ့တိတ်မကြတော့ပါဘူးဒါပေမဲ့ရန်နေငယ်အကြောင်းမပဲရွာသူရွာသားတွေရောဂါတွေဖြစ်လာကြပါတယ်ဆရာဝန်ခေါ်ပြခဲ့ရပါတယ်ဆရာဝန်ကရွာသူရွာသားတွေကိုပြောလိုက်ပါတယ်ခမရတို့အားလုံးစားနေတဲ့နှုတ်ငယ်တွေကမတန့်ရှင်တဲ့အတွက်အခုလိုမျိုးဖြစ်တာဘယ်ကနေပြီးတော့နှုတ်ငယ်ဝယ်နေကြတာလဲအဲဒီကနေမွေးကြတော့နဲ့ဒီစကားတွေကိုကြားခဲ့ရတဲ့အခါမှာရွာသူရွာသားတွေဒေါသထွက်ကုန်ကြပါတယ်ဆရာဝန်ပြန်သွားခဲ့တဲ့အခါမှာတော့ ကဲဒီကောင်းတော့ကွာငါတို့အမေမကောင်းတဲ့ဒိန်ကလေးကြွေးနေခဲ့ငါတို့ရဲ့အသက်အန်တီရဲ့ကိုမြသူကမစိုးရင်ပဲနဲ့ဟုတ်တယ်အကိုပြောတာမှန်တယ်ကျွန်တော်တို့သွားကြမယ်အားလုံးကလည်းအကြီးကိုတတ်ဖို့အတွက်လာကြပါလိမ့်။အော်ဟိုမှာအကြီးငါတို့ကမကောင်းတဲ့နို့ကလေးကြွေးခဲ့တဲ့ကောင်ပဲတို့ရိုက်တို့ရိုက်ဒုက္ခပဲပြေးဟေးပြေးပြေးအကြီးကလည်းပြေးနေပါလိမ့်။ဒီအချိန်မှာသူရဲ့မိဘတွေပြန်ရောက်လာပါတယ်။အကိုတို့ပြန်လာပြီလား။အကိုရဲ့သားကကျွန်တော်တို့တရွာလုံးကိုဒုက္ခပေးနေရ ဒီအချိန်မှာဖခင်ဖြစ်သူကအရာအလုံးတီးသွားပါတယ်။ငါသိရဲ့အဲ့ဒါကြောင့်ငါရဲ့စီးပွားရေးမင်းကိုမလွှဲပေးရပေါ့။စိတ်မပူပါနဲ့ကျွန်တော်လာပြီဆိုတော့ကောင်းတဲ့နှုတ်ငယ်တွေပြန်ရောင်းပေးမှာပါ။အကြီးကလည်းအလုံးကိုကြောင်းမှန်လိုက်ပါတယ်။တကယ်ကျွန်တော်ရေးအောင်မြင်ဖို့အကြွားဖြတ်လန်းနေဆိုတာမရှိပါဘူး။နောက်ထပ်တဲ့စာပေးသွားမယ့်ပုံမြင်လေးကတော့စားကောင်းတဲ့မဟုတ်တဲ့ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ရွာတရွာမှာသုတိကတော့သူ့ရဲ့မိမသားလေးနဲ့အတူတူနေထိုင်နေခဲ့ပါတယ်။သုတိကတော့တတော်လေးစိတ်ရရှာပါတယ်။ ူကရွာမှာပါနီပူရီရောင်းနေတဲ့အလုပ်လေးလှုပ်ရှားပါတယ်။သူမိသားစုကဒီအလုပ်လေးလှုပ်ပြီးတော့ပဲရှောက်ဖွေကျင်းဝင်းဆောက်ရှောက်ပေးနေကြရတာပါ။မယန်ကတော့အခုဆိုရင်19နှစ်အရွယ်ကောင်းလေးတယောက်ဖြစ်နေခဲ့ပြီဆိုပေမဲ့သူကတအားကလေးဆန်ပါတယ်။သူကတကယ်ကြီးတွေနဲ့အတူတူတရက်အလုံးရွာထဲမှာရှောက်သွားနေပြီးတော့ဘာအလုပ်မှလည်းလက်ကြောတင်းတင်းမလုပ်တတ်ပါဘူး။သူကတရက်အလုံးအပြော်ပါလိုက်စားနေခဲ့ပေမဲ့ဖခင်ဖြစ်သူကတော့အလုပ်ကိုစူးစမ်းရုံးကန်နေရပါသေး။ ။လွင်ရာသီရောက်ရှိလာခဲ့တဲ့အခါမှာတော့ရွာမှာရှိတဲ့တပင်ကြီးတွေပေါ်မှာတရက်သေးတွေအများကြီးတည်နေခဲ့ပါရဲ့။မယန်းကလည်းရွာမှာရှိတဲ့သူရဲ့တငယ်ချင်းတွေနဲ့အတူတူတရက်သေးခိုးဖို့အတွက်တပင်ပေါ်တက်သွားပါရဲ့။သူတရက်သေးအနေငယ်ပဲခူရပါသေးတယ်။တပင်ပေါ်ကလည်းခြေချော်ပြီးပြုတ်ကျသွားခဲ့ပါရဲ့။အောက်မှာခဲလုံးအကြီးကြီးတစ်လုံးရှိနေခဲ့ပါရဲ့။အောက်ကိုပြုတ်ကျသွားတဲ့အချိန်မှာသူ့ရဲ့မျက်လုံးတစ်ဖက်ကိုထိခိုက်သွားခဲ့ပြီးသွေးရည်အများကြီးထွက်လာပါတော့တယ်။တေပါပြီးနားလိုက်တာအရောက်နားရည် ။ဟာဒုက္ခပဲဒါဘလို့ဖြစ်တာလဲသူရဲ့မျက်လုံးတဲကနေသွေးတွေအရန်ကိုထွက်နေပြီ။ငါတို့ဒီကနေအများဆုံးသွားမှဖြစ်မယ်နဲ့တူပါရဲ့။ငါတို့ဒါဒီမှာရှိနေအောင်မယ်ဆိုရင်တော့သူဖြစ်ဖြစ်သမျှငါတို့တာဝန်ယူနေရလိမ့်မယ်။သူနဲ့အတူတူရောက်လာခဲ့တဲ့သူရဲ့တငယ်ချင်းတွေအကုန်လုံးကလည်းချက်ချင်းပဲထွက်ပြေးသွားခဲ့ကြပါရဲ့။ဒီအချိန်မှာယူရဲကတွေ့တဲ့တယောက်ကတော့ဆိုင်ဖွင့်ထားတဲ့ဖခင်ဖြစ်သူစုသေးကိုအတီလာပေးခဲ့ပါရီစုသေးကလည်းသူရဲ့ဆိုင်ကိုထားကပြစ်ခဲ့ပြီးအမြန်ဆုံးသူ့သားလေးရှိကိုပြေးသွားခဲ့ပါရီ အဲ့ဒီနေရာမှာတားဖြစ်သူကတော့အရန်ကိုနာကျင်းလုံးလုံးအော်ဟစ်နေခဲ့ပါတယ်။တစ်ဖက်မှာတော့မိခင်ဖြစ်သူကိုရွာသူရွာသားတွေကအတိလာပေးခဲ့တဲ့အချိန်မှာမိခင်ဖြစ်သူကလည်းအမြန်ဆုံးထွက်ပြေးလာခဲ့ပါတယ်။ဒုက္ခပဲတားလေးရဲ့ဘာဖြစ်သွားတာလဲ။တားရဲ့အဆင်ပြေရဲ့လား။မျက်လုံးဖွင့်မအောင်တားလေးမျက်လုံးဖွင့်မအောင်ငါရဲ့တားလေးဘာဖြစ်သွားပြီလဲ။မိဘတွေကလည်းတန်ရာအပြင်းထန်ရရှိသွားခဲ့တဲ့သူရဲ့တားလေးကိုအမြန်ဆုံးစေအောင်ကိုခေါ်သွားခဲ့ကြပါတယ်။စေအောင်ကိုရောက်ရှိသွားခဲ့တဲ့အချိန်မှာတော့ဆရာဝန်တွေကပြောလိုက်ကြပါတော့။ ခမရတို့သူ့ကိုခေါ်လာတာတတော်လေးနောက်ကျသွားတယ်။သူကလည်းအရန်ကိုထွက်လွန်သွားပြီ။ပြီးတော့မျက်လုံးကလည်းအတော်လေးကိုထိခိုက်သွားခဲ့တယ်။အဲဒါကြောင့်သူ့ဘဲတော်မှမျက်လုံးပြန်မြင်ရမှာမဟုတ်တော့ဘူး။ခမရတို့သူ့ကိုဆေးကုသပေးမယ်ဆိုရင်တော့ငွေကုန်ကျေးကျအရန်ကိုများမှာအဆန်အများကြီးကုန်ကျသွားရလိမ့်မယ်။သူတေကတော့အရန်ကိုစင်ရဲရှာပါတယ်။သူ့စီမှာစုဆောင်ထားတဲ့ပတ်စံအလောက်ထိအများကြီးလည်းမရှိတဲ့လိုမျိုးပိုင်ဆိုင်မှုရေလို့လည်းဘာမှမရှိပါဘူး။ ပိုင်းဆိုင်မှုတစ်ခုခုရှိတယ်ဆိုရင်တော့မှအရာကိုရောင်းချပြီးသူသားလေးစေကူသားစိတ်အဖြစ်သုံးဆွဲလို့ရပါတယ်။ဒါပေမဲ့အဲ့ဒါလည်းမရှိတဲ့အတွက်ကြောင့်မို့လို့သူမဘာမှကိုမရပဲအားကိုးရမယ်သွားပါတယ်။တောက်ခောက်ပါပဲအရှင်ကျမရဲ့သားလေးဘာဖြစ်သွားတာလဲ။တကယ်ပဲကျမရဲ့သားလေးဘွားဘာဖြစ်လို့ဒီလောက်တောင်စိုးရတာလဲ။ကျမရဲ့သားလေးကိုဘာအတွက်များအခုလိုမျိုးအပြစ်ပေးခဲ့ရတာလဲရှင်။အရှင်ကျမရဲ့သားလေးကိုနေပြန်ကောင်းကြမှာတော့တခုခုလောက်ပေးပါအောင်အရှင်တခုခုလောက်ပေးပါအောင်။ဒုက္ခပါပဲမိမရဲ့မင်းရောက်ပါလို့ဒီလောက်တောင်မှကြေကွဲနေရတာလဲ။ မင်းကိုယ်တိုင်ဒီပုံစံဖြစ်နေမယ်ဆိုရင်တော့ငါသားလေးသတိပြန်လည်လာခဲ့တဲ့အခါကျရင်တို့ဘယ်သူအားပေးမှလဲဒီလိုနဲ့ပဲရန်နေငယ်နောက်ထပ်ကုန်းဆုံးသွားခဲ့ရပြန်ပါလေမယံကတော့မျက်လုံးတစ်ဖက်မမြင်ရတော့ပါဘူးသူ့ဘယ်ကိုပဲတော်တော်သူ့ရဲ့အပေါင်းအသင်းတွေကသူ့ကိုငကန်းဆိုပြီးရောလောင်ပြောင်းကြပါလေဒီစကားတွေကိုကြားရတဲ့အခါတိုင်းသူတော်တော်လေးဝမ်းနေပါလေမိဘတွေကတော့သူတို့သားလေးကိုအားပေးဖို့အတွက်အတော်လေးကြိုးစားခဲ့ကြပါလေအခုဆိုရင်တော့သူ့ဘယ်ကိုမှမတော်တော့ပဲအိမ်မှာပဲထိုင်နေခဲ့ပါတော့လေ အဖြစ်ဖြစ်နေသူဒီကလည်းအသက်အရွယ်ကြီးရန်လာခဲ့ပါပြီသူကိုယ်တိုင်လည်းဘာအလုပ်တစ်ခုမှမလုပ်နိုင်ကြပါဘူးကျမ်းမာရေးတိတ်မကောင်းတဲ့အခါမှာတော့ဆိုင်အကြာကြီးထိုင်ရတာသူ့အတွက်ခက်ခဲလွန်လာပါတယ်တရားမှာတော့အရန်ကိုပူပြင်းလာတဲ့အတွက်ကြောင့်မလို့တစ်ပင်ရဲ့အောက်မှာခဏလေးသွားထိုင်နေခဲ့ပါတယ်အရန်ကိုပမန်းလွန်နေခဲ့တဲ့အတွက်ကြောင့်မလို့တစ်ပင်အောက်မှာသူ့ဘယ်အချိန်ဘလို့အိပ်ပျော်သွားမှန်းသိအောင်မသိရပါဘူးသူမျိုးလုံးဖွင့်ကြည့်ခဲ့တဲ့အခါမှာတော့သူ့ရဲ့လှဲလေးမရှိတော့ပါဘူးအခိုးခံခဲ့ရပါတယ် သူ့မှာပတ်စံရှာဖို့အတွက်ဒါလေးတစ်ခုသာရှိပေမဲ့ဒါလေးလည်းအခုခံခဲ့ရတဲ့အခါမှာတော့အတော်လေးစိတ်ပြတ်ဝမ်းနေသွားခဲ့ရပါတယ်။သူလည်းစီးပွားရေးအခြေအနေမကောင်းတော့တဲ့အခါမှာတော့စွရင်ပူပန်ခြင်းများစွာနဲ့အိယာတွေလဲနေခဲ့ရပါပြီ။တစ်ဖက်မှာမယန်ကလည်းသူ့အဖေရဲ့အခြေအနေကိုတွေ့ပြီးအတော်လေးစွရင်ပူပန်နေခဲ့ပါတယ်။တရက်မှာတော့အဖေနဲ့အမေအဖေနဲ့အမေကျွန်တော်ကြောင်းနေဘလောက်တောင်မှစွရင်ပူပန်နေရပြီလေ။ကျွန်တော်ကအခုဆိုရင်တော့ဝင်တော့ဝင်ဖို့တခုလိုမျိုးတောင်းဖြစ်နေပြီ။ အဖေနဲ့အမေရဲ့အခြေအနေကိုကျွန်တော်ဒီပုံစံအတိုင်းထပ်ပြီးတော့မကြည့်ရတော့ဘူး။အမေနဲ့အတူတူပဲတောင်းသားအဖေရဲ့အခြေအနေကိုတော့အမေနဲ့လုံးဝကိုမကြည့်ရတော့ဘူး။သူဘလောက်တောင်မှနေမကောင်းဖြစ်နေလေအခြေအနေဆိုးနေလေဆိုတာကိုတွေ့ရမဟုတ်လား။အိမ်မှာနေရတာအတော်လေးကိုစိတ်ပြက်လာပြီးသားရဲ့နေထိုင်စရိတ်ကဘလို့ဒီလောက်တောင်ကြီးနေရတာလဲ။အဲရဲ့အသုံးစရိတ်တွေကိုလည်းအမေတို့မသုံးဆွဲနိုင်တော့ဘူး။စားတော့ဖို့အတွက်တောင်မှအနိုင်နိုင်ဖြစ်နေရတာရှေ့ဆက်ပြီးဘယ်လိုလုပ်ကြမလဲဆိုတာအမေလုံးဝမသိဘူးအမေမစိုးရိမ်ပါနဲ့အမေရဲ့ ကျွန်တော်အဖေကိုအကူအညီပေးချင်ပါတယ်ဒီအိမ်ရဲ့တာဝန်တွေဝေတရားတွေအကုန်လုံးကိုတော့ကျွန်တော်ကိုယ်တိုင်ပဲထမ်းဆောင်ဖို့အကြွယ်ဆစ်စင်ထားတယ်ဒါပေမဲ့တားရဲ့နေအခြေအနေနဲ့ဘယ်လိုမျိုးတာဝန်ယူမလဲတားရဲ့အမေရလေဒါကကျွန်တော်ရဲ့အားနဲ့ချက်မဟုတ်ပါဘူးအမေရဲ့အခုလိုမျိုးအားနေတဲ့သူတွေအများကြီးကိုတောင်ရင်ကိုယူနေကြတာကိုလည်းကျွန်တော်တွေ့ပူပါတယ်အဖေပါနီပူရီလောက်ပြီးတော့အမေရဲ့ရောင်းနေခဲ့တာကိုကျွန်တော်ကိုယ်တိုင်လည်းတွေ့ခဲ့တာပဲလေအဲဒါကြောင့်ပါနီပူရီဘလို့ကောင်းကောင်းလောက်ရလဲဆိုတာကိုကျွန်တော်သိရပါဘူးအမေရဲ့ တကယ်လို့အကူအညီတစ်ခုခုကျွန်တော်လိုအပ်ခဲ့တဲ့အခါကျရင်တော့အမေကိုယ်တိုင်ပဲကျွန်တော်ကိုအကူအညီပေးလိုက်လေ။ဟောသားရဲ့ဒါရီအားလုံးအတွက်ဆိုရင်တော့ပတ်စံကလိုအပ်အောင်ပါပဲ။ပတ်စံကဘယ်ကနေပြီးတော့ရှာမှလဲသားရဲ့။ကဲသားရဲ့ဒီကိုလာစမ်းပြီးတော့မင်းတို့တယောက်လုံးဘန်ကိုသွားပြီးတော့ငါဆုဆောင်ထားတဲ့ပတ်စံတွေကိုထုတ်ယူလိုက်ကြ။ငါဖြည်းဖြည်းချင်းစီဆူဆောင်ထားတဲ့ပတ်စံတွေပဲအခုချိန်မှသာဒီပတ်စံတွေကိုထုတ်မတော့ဘူးဆိုရင်တော့ဘယ်အချိန်မှထုတ်တော့မှလဲတွားတွား ။မယန်းကလည်းသူ့အမေနဲ့အတူတူဘန်ကိုသွားပြီးနောက်မှာတော့သူ့အဖေတသက်အလုံးဆူဆောင်းထားတဲ့ပတ်စံတွေကိုထုတ်ယူလာခဲ့ပြီးလဲလေးတစီပြန်လဲဝယ်ယူလိုက်ပါရယ်။မင်္ဂလာကိုရိုင်းကလည်းသူ့သားလေးရဲ့စီးပွားရေးအခြေအနေတိုးတက်ကောင်းမွန်လာဖို့အတွက်အဖက်ဖက်ကနေဝိုင်းဝန်းစူးစမ်းပေးခဲ့ပါရယ်။ဒါနဲ့အဖေကျွန်တော်တခုမေးစရာရှိလို့ကျွန်တော်အကူညီပါအောင်အဖေရဲ့အဖေပါနေပူရီလှုပ်ရှားတဲ့အချိန်မှာအချိန်ရေကိုဘလို့ဖြောတာလဲ။ကျွန်တော်ကတော့အဲ့ဒီပုံစံအတိုင်းပဲအချိန်ရေပြန်ဖြောခြင်းလို့ပါ။ဒါမှလည်းဝဲသူတွေအကုန်လုံးကကျွန်တော်ရဲ့ဆိုင်မှာပြန်လာစားကြပါလိမ့်။ အဖေပြောတဲ့အချိန်ရေကအရင်အရသာရှိလုံးလုံးအားလုံးကလည်းသဘောကျကြတယ်မဟုတ်လားဒီနောက်မှာတော့ဖခင်ဖြစ်သူကအဲ့ရကထလာခဲ့ပြီးနောက်မှာတော့သူအချိန်ရေဘလို့ပြောလဲဆိုတာတွေကိုတေချာပြောပြခဲ့ပါတယ်ဒါပေမဲ့မယန်ကတော့အချိန်ရေကိုဖြောကြည့်ခဲ့ပေမဲ့တခုခုလိုအပ်နေသေးတယ်လို့မျိုးကိုခံစားခဲ့ရပါတယ်သူလည်းအချိန်ရေကိုမြေးကြည့်ပြီးစိတ်တိုင်းမကြတာနဲ့သူရဲ့အိမ်ချဝင်းထဲမှာပေါက်နေတဲ့နန်းနံမင်းနဲ့ပူစီနံတွေကိုခုရှူလာခဲ့လိုက်ပါတယ်နန်းနံမင်းပူစီနံရုပ်သီးစိမ်စက်တော်အဖြူ ပြီးတော့မဆလာမျိုးစုံထည့်ပြီးအချိန်ရေကိုလုပ်ပါရီသူအခုလိုမျိုးအချိန်ရေကိုလုပ်လိုက်တဲ့အချိန်မှာတော့အချိန်ရေကအရန်ကိုရတာထူချကောင်းမွန်သွားခဲ့ပါရီဒီနောက်သူကလည်းပြန်လဲနေကြည့်ပြီးပြောလိုက်ပါရီကောင်းလိုက်တာအရသာရှိတယ်ဒီတစ်ခါတော့အဆင်ပြေပြီလို့ထင်တာပဲဒီလိုနဲ့မယန်းကလည်းလဲပေါ်မှာပြည့်စည်ပြီးအားလုံးထားပြီးတော့ဈေးရောင်းဖို့အတွားထွက်ခွာသွားပါရီဟိုမှာကြည့်ပါအောင်ကွာစုသီးရဲ့မြက်ကန်းသားလေးမဟုတ်လားသူ့အဖေအလုံးမလုံးနိုင်တော့သူ့ကိုယ်တိုင်အလုံးထွက်လုံနေရပြီ ကြောက်ပါကွာသူဘလောက်ပဲစူးစမ်းနေပါစေလုံနိုင်မဲလို့ငါတော့မထင်ဘူးသူ့ဖေရောင်းတဲ့မုတ်တွေကအရသာရှိပြီးအရန်စားလို့ကောင်းတာသူကရောအခုလိုမျိုးအရသာရှိတဲ့မုတ်တွေကိုလောက်တက်မာရလားဖြစ်ကိုမဖြစ်နိုင်တာဒါပေမဲ့လည်းငါတို့သူ့ဆိုင်ကပါနေဖို့ဒီမစားတာအတော်လေးကိုကြာနေပြီဆိုတော့စားတော့စားကြည့်လိုက်ပါမယ်လေကျော်မအခုမှပဲပါနေဖို့ဒီတဲကိုတွေးရတာဒီလိုနဲ့ဝဲသူနှစ်ဦးကလည်းမယန်းရဲ့ဆိုင်ကနေပြီးတော့ပါနေဖို့ဒီဝဲစားခဲ့ကြပါလေစားပြီးသွားတဲ့အခါမှာဝဲသူတယောက်ကပြောခဲ့ပါလေ ဘလို့ဖြစ်တာလဲအတော်လေးကိုကောင်းတဲ့ပါနီပူရီပဲဒီလောက်ထိအရသာရှိတဲ့ပါနီပူရီအရင်တုန်းကတခါမှမစားဘူးဘူးအမှန်အတိုင်းပြောရမယ်ဆိုရင်တော့သူ့အဖေလောက်ရောင်းနေပါနီပူရီချက်ဒီပါနီပူရီကပိုပြီးအောင်ကောင်းနေသေးတယ်ကောင်းတယ်ကောင်းတယ်ခမရောင်းတဲ့ပါနီပူရီတကယ်အရန်ကိုအရသာရှိတာပဲကျွန်တော်အမှန်အတိုင်းပြောတာနော်အရင်တုန်းကဒီလောက်ထိအရသာရှိတဲ့မဟုတ်ကိုကျွန်တော်တို့လည်းမစားဘူးဘူးအရင်ဒီမှာမယန်စီဘွားရဲ့အခြေအနေအတော်လေးကောင်းမွန်သွားခဲ့ပါတယ်သူဆိုင်မှာလာစားတဲ့ဝယ်သူတွေအများပြားရှိပြီးပတ်စံလည်းအများကြီးရှာနိုင်ခဲ့ပါတယ် သူရဲ့ပေါနေပူရီအားအလုံးရှောင်းလို့ကုန်းသွားခဲ့ပါပြီ။ညနေခင်းမှာတော့သူလဲဝမ်းသာပျော်ရွှင်စွာနဲ့အိမ်ကိုပြန်လာခဲ့ပါရီ။အရင်းမရဆောက်ပြီးသူလဲအရသာရှိတဲ့ပေါနေပူရီကိုနေစဉ်နေတိုင်းလှုပ်ပြီးလူတွေကိုကြွေးခဲ့ပါရီ။သူရဲ့ဆိုင်ကအရင်တုန်းကထပ်ပုံမရောင်ရခဲ့တဲ့အခါမှာတော့သူတယောက်ထဲမနိုင်တော့ပါဘူး။သူလဲအကူကောင်လေးတယောက်ကိုခေါ်ခံထားခဲ့ရပါရီ။ရက်ကွက်ထဲမှာရှိတဲ့လူတွေအကုန်လုံးကလည်းသူဆိုင်ရာပေါနေပူရီကိုအရန်ကိုကြိုက်နှစ်သက်သဘောကျခဲ့တဲ့အတွက်လာဝဲစားကြပါရီ။ အဖြစ်ဖြစ်နဲ့သူ့အိမ်ရဲ့စီးပွားရေးအခြေအနေတိုးတက်ကောင်းမွန်လာခဲ့ပြီးအိမ်ကိုလည်းပြန်ပြင်ဆောင်နိုင်သွားခဲ့ပါရဲ့။တရက်မှာတော့မယန်ကသူ့ရဲ့အဖေကိုပြောခဲ့လိုက်တယ်။ကဲဖေကျွန်တော်တို့မျိုးကိုသွားကြမယ်။မျိုးပေါ်သွားပြီးတော့အဖေရဲ့ကျမ်းမာရေးအခြေအနေပြန်လဲကောင်းမွန်သွားအောင်ဆေးကုသပေးမယ်။မဟုတ်တာဒါရဲ့အဖေကအသက်ကြီးနေပြီးတအားအတွက်သားစင်စား။ဒါလေးရဲ့မျိုးလုံးကိုပဲဆေးကုသဆံမှာ။ကျွန်တော်စီမှာအခုပတ်စံအများကြီးရှိပါတယ်။အဖေရဲ့သားတို့နှစ်ယောက်လုံးဆေးကုသလို့ရတယ်ဟုတ်ပြီလား။နှစ်ယောက်လုံးကလည်းမျိုးပေါ်တက်ပြီးဆေးကုသခဲ့ကြပါရဲ့။ ဒီနောက်တာဖာနှစ်ယောက်လုံးနေပြန်ကောင်းသွားပါတယ်။သူတို့အိမ်ကိုပြန်လာခဲ့ပြီးနောက်မှာတော့အလုပ်ကိုပုံမစိုးစားလုပ်ကိုင်ခဲ့ကြပါတယ်။ဒီနောက်စီးပွားရေးအခြေအနေပိုကြိုကျလာခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။